မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့စကမ်းတိုင်းကက်မလူမျိုးနဲ့အုံတော်ရွာပြူစောတီကင်းစကမ်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာပြူစောတီနှစ်ကောင်ပွဲချင်းပြီးတိတ်ဆုံးပြီးတော့6ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကအော်တိုဘာလာတရက်နေ့ည10:00နာရီဝင်းကျယ်အချိန်မှာကမ်ဘလူးမြို့နယ်ထန်းကုန်းနယ်ဒမ်းပင်ရွာသားမှာရှိတဲ့ အုံတော်ရွာပြူစောတိကင်းစခန်းကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ကအလင်းငိုက်လျှက်တပြက်ပျောက်ကြားနီးစနစ်နဲ့ဝင်ရောက်တိုက်ခတ်ရာပြူစောတိနှစ်ကောင်တေဆုံးပြီးတော့၆ကောင်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။အုံတော်ရွာကပြူစောတိခေါင်းဆောင်ဝါတဝရဲ့လူတွေအ धिक ကြီးစိုးနေတဲ့နေရာပါအခုတိန်းနာကကင်းစခန်းကိုတိန်းနာပါရွာကိုတော့တိန်းဖို့အများကြီးပြင်ဆင်ရအောင်မယ်။နောက်ပြီးတော့အုံတော်ရွာမှာကအမှတ်6333ကတင်ကားတိုင်ရင်လည်းရှိနေတယ်။ စူးစီးညီညွတ်မှုနဲ့တိုက်ခိုက်ရင်အောင်နိုင်တယ်ဆိုတာတွက်တည်ပဲဖြစ်ပါတယ်။ရွှေလျှောက်အောင်ပွဲတွေလာအောင်ပါပြီးသူတွေကိုစိတ်အားတက်ဖို့နဲ့ခွန်အားတွေနဲ့ရှေ့ဆက်ကြမယ်လို့ပြောချင်ပါတယ်လို့တိုက်ခိုက်ရင်မှာပါဝင်ခဲ့တဲ့တော်လိုင်းရဲဘော်တအုပ်ကဖြေကြားထားပါတယ်။ဒါအပြင်ဘျူစောတိတွေကန်ဆောင်အသုံးပြုတယ်။ဂျီသူရီအမျိုးအစားတနက်၃လက်၊ကားပိုင်းအမျိုးအစားတနက်၂လက်၊ပြောင်းချောနှက်လက်နဲ့ခရံအချုပ်ကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုကမ်ဘလူခရံပကဖလှှရှားတက်ရင်ကမ်ဘလူခရံအမှတ်၃ PDF တက်ရင်နဲ့ နိုင်ငံကပကောက်ဖအများကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မုံပြင်းနဲ့ရေးမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ DGB တပ်သားတွေပါတဲ့စစ်ကြောင်းကိုရေးဘလူးအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလာတရက်နေ့ညနေပိုင်းကအင်အား40ကျော်နဲ့ခမရ343တိုင်ရင်ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီအုပ်စုကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်ဒီကောင်တွေထိုးလာတဲ့စစ်ကြောင်းကိုကျွန်တော်တို့ဂျားဖြတ်တိုက်ခိုက်တယ်အရှိ point နဲ့တွေ့တယ်သူတို့ဘက်က၄កောင်သေးတယ်တနက်တော့កောက်လို့မရခဲ့ဘူးအင်အား40လောက်ပါတယ်ကျွန်တော်တို့ဘက်ကပျောက်ကြားကစားခဲ့တာလို့ရေးမလူခေါင်းဆောင်က၎င်းတို့တိုက်ခိုက်မှုကိုရှင်းပြခဲ့ပါရယ်ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ DGBA နဲ့ KNL ဂျားဆောင်တပ် BGF တို့ဟာစစ်ကောင်စီဘက်ကနေကူးလာပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်နေပါတယ် ကရင်ပြည်နယ်ကလေးကီကွန်မြို့တိုက်ပွဲမှာလဲ BGF ရဲ့တိုက်ရင်တချို့စေကောင်စီတပ်ကိုကူတိုက်ပေးနေတာရှိပါတယ်ခမရ343တိုက်ရင်ဟာရင်းမြို့နယ်အာယုတောင်ချင်းရွာအနီးမှာရှိပြီးတော့ခမရ98ခွန်တိုက်ရင်နဲ့9မိုင်ကအကွာမှာရှိတယ်ရန်ကုန်မော်လမြိုင်ရေးတဝဲပြည်တော်စုလမ်းမအနီးမှာရှိပါတယ်ရင်းမြို့နယ်မှာစေကောင်စီရဲ့အမတ်ဆက်ကိုစစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခဆက်ကိုလက်အောက်ခံတိုက်ရင်တွေဖြစ်တယ်ခလိုက်ရ61ခလိုက်ရ299ခမရ343ခမရ96ခမရ28ခွန်နဲ့ အမတ်3.6အမြောက်တက်ရင်အမတ်3.6တို့ရှိတယ်လို့သိရပါတယ်။ရန်ကုန်မော်လမြိုင်ရေးတဝဲပြည်တော်စုလမ်းမအမတ်ရှိပြည်တော်စုလမ်းမိုင်းကိုပြန်ထိန်းချုပ်နိုင်ဖို့အတွက်စေကောင်းစီကဩဂတ်စ်လဇန်ကစပြီးတော့အင်အားထောင်ချီသုံးကစစ်ကြောင်းထိုးနေပါတယ်။ပြီးခဲ့တဲ့စက်တမလကလည်းရေးတဝဲလမ်းမိုင်းမှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတချို့နဲ့လက်နက်ခဲယမ်းတွေကိုတော်လိုင်းအင်အားစုတွေကသိမ်းပိုက်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြင်းဦးလွင်မြို့နယ်ကျွဲနွားထောက်ကျေးရွာအုပ်စုမှာရှိတဲ့မြေအေက60တသမ3နှစ်ကျော်ကိုစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးဆက်ရုံကောက်ပဆ24အတွက်တင်းယူလိုက်ပြီးတော့အဲ့ဒီမြေနေရာမှာမြောက်ကိုရီးယားနဲ့တွဲဖက်ထုတ်လုပ်မယ်မစ်ဆိုင်းတုံးစီမံချက်အတွက်လာရောက်မယ်မြောက်ကိုရီးယားပညာရှင်များတဲခုန်နိုင်ရေးအတွက်အဆောင်များဆောက်လုပ်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ရဲ့လူယုံဖြစ်တဲ့ဗိုလ်ချုပ်မိုးမြင့်ဆွေကိုကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်နဲ့ဒုတိယဗိုလ်ချုပ်ကြီးရာဒူးနဲ့တိုးမြင့်ခန့်အပ်လိုက်ပြီးတဲ့နောက်ပြင်းလွင်မြို့နယ်ကပ္ပစာ24အတွာမြေဧက60.3နှစ်ကိုစတင်တင်းယူလာခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူတွေနေထိုင်တဲ့ရွာမြေကိုစစ်တပ်ကလက်နက်ထုတ်တဲ့ဆက်ယုံအတွက်တင်းယူလာခြင်းဖြစ်ပြီးတော့အဲ့ဒီနေရာမှာမြောက်ကိုရီးယားပညာရှင်များလာရောက်တဲ့အခါဒဲခိုရန်အတွက်ဒဲခိုဆောင်များစောက်လုံရန်ဖြစ်တယ်လို့သိရပါဗျ။ ပြင်းလွယ်အနီးစခန်းနားမှာတမ္မဏိဆက်ယုံရှိတယ်အဲ့ဒီတမ္မဏိဆက်ယုံရဲ့အနောက်မှာတင်းနှန်းကြောင်လေးတစ်ခုရှိတယ်အဲ့ဒီတင်းနှန်းကြောင်ရဲ့တူစီဂျိုးတွေရဲ့ဒီဘက်မှာဒရင်ဝါတောင်ဆိုတဲ့ရက်ွက်ရွာလေးရှိတယ်အဲ့ဒီရွာကမြေတွေကိုတိမ့်တဲ့အနေထားပါဗျမြေအေက60တိမ့်တယ်ဆိုတော့ဆက်ယုံအတွက်တော့မဟုတ်ဘူးလောက်စားအခဲနဲ့ပြည့်တဲ့မဲဆိုင်ဆက်ယုံဒါပေမဲ့ဥသိမ်းဆိုင်လက်ထက်ကလေးကစပြီးတော့အနောက်နိုင်ငံတွေနဲ့ပြိပကဖြစ်မှာဆိုလို့ဆိုပြီးတော့ရက်လိုက်ရတာအဲ့ဒါကိုပြန်ဆမဲ့သဘောပဲဒါပေမဲ့အေက60နဲ့ကဘာမှလုပ်လို့မရဘူး မြောက်ကိုရီးယားတွေလာရင်ဂျာစကန် gas house လိုမျိုးရိတ်သားလိုမျိုးလုံးမဲ့အနေထားမျိုးလိုပဲမှန်းဆရပါတယ်လို့စီဒီအမ်ဘူကြီးဇင်ယောကသုံးသပ်ထားပါတယ်။အဲ့ဒီမြေသိမ်းယူမှုဟာမင်းအောင်လှိုင်ရဲ့လူယုံဗိုလ်ချုပ်မုံမြင့်ဆွေစက်တဘာလ23ရက်နေ့ကကာကွယ်ပစ္စည်းထုတ်လို့ရေးအရာရှိချုပ်ဖြစ်လာပြီးတဲ့နောက်ပထမဆုံးသိမ်းယူတဲ့မြေသိမ်းမှုအဖြစ်နဲ့မှတ်တမ်းဝင်သွားပြီးတော့ကမ္ဘာကစောင့်ကြည့်နေတယ်မြောက်ကိုရီးယားနဲ့ပူးပေါင်းကလက်နက်ထုတ်လုပ်ရေးလုပ်ငန်းများပြန်လည်စတင်မဲ့သဘောဖြစ်နိုင်တယ်လို့စီဒီအမ်ဘူကြီးဇင်ယောကပြောဆိုထားပါတယ်။ ဒီမြေသိမ်းမှုကမိုးမြင့်ဆွေလက်ထမှာဆက်ဆလာခြင်းရောက်ရောက်ချင်းစောင့်တဲ့ထွန်းဆိုတဲ့ပုံစံမျိုးနဲ့စပြီးတင်လိုက်တာပေါ့ကာဝဆ24ရဲ့လုပ်ငန်းမြောက်ကိုရီးယားနဲ့စတဲ့လုပ်ငန်းတွေရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်ပြီးတော့လဲပတ်တော့မယ်လို့မှန်းဆရပါတယ်မြေသိမ်းရမှာအခမဲ့လွဲပြောင်းနေဆိုတော့ပြည်သူပိုင်းမြေတော့မဟုတ်ဘူးဗျအဲ့ဒီပဲကြိုးဝိုင်းလားကြိုးပြင်လား ဓမ္မဟုရမြေလာတခုခုပေါ်လို့လက်ကောင်းကရှင်းပြထားပါတယ်၂020ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်အချက်မဆက်တကရုရှားမြောက်ကိုရီးယားဒီုံနိုင်ငံတို့နဲ့ပုံမှုထိပ်တွေဆက်ဆံလာပြီးတော့အထူးသဖြင့်အဲ့ဒီနိုင်ငံများကစစ်လက်နက်ပစ္စည်းများနဲ့နည်းပညာများကိုပုံမှုရယူနိုင်ရေးအတွက်ချိုးပန်းလာတာကိုမြင်တွေ့ရပါတယ် စက်တင်ဘာလ26ရက်နေ့ကမြောက်ကိုရီးယားကမြန်မာစစ်တပ်ထံကိုလက်နက်ရောင်းချမှုမှာပါဝင်ပတ်သက်နေတဲ့လူပုဂ္ဂိုလ်9ဦးနဲ့ကုမ္ပဏီတစ်ခုကို အမေရိကန်ကစီးပွားရေးတံခတ်ပိတ်ဆို့အရေးယူခဲ့ပြီးတော့အခုလိုမျိုးအရေးယူခံရသူများထဲမှာမြန်မာစစ်တပ်အတွက်လက်နက်များကိုဝယ်ယူပေးနေတဲ့ Ryan Shonley Company ကုမ္ပဏီဝန်ထမ်းကျော်သူမျိုးမြင့် company CEO အမှုဆောင်အရာရှိချုပ်တင်မျိုးအောင် Ryan Shonley Company Director အောင်ကိုကိုဦးတို့ကိုအမေရိကန်ကစီးပွားရေးတံခတ်အရေးယူမှုချမှတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်း DNL ကတင်ပိုက်ထားတဲ့နံပါတ်2မြို့ပေါ်အမတ်ရှိရက်ကွာဘုံကြီးကျောင်းနဲ့လူနေရက်ကွာပေါ်ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာပြည်သူ၃ဦးသေဆုံးပြီးတော့ရှစ်ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဘားလ2ရက်နေ့မနက်9:23မိနစ်ဝန်းကျင်အချိန်မှာစစ်တပ်ကနမ်မတူမြို့အမတ်ရှိရက်ကဘုတ်ပါယုံဘုံကြီးကျောင်းအနီးနဲ့လူနေရက်ကပေါ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗုံးကျဲချမှုကြောင့်ပြည်သူ၃ဦးပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပြီး ကလင်းငယ်များအပါအဝင် ပြည်သူရှေ့ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါးဒါကနမ်မတူမျိုးပေါ်ကိုပထမဆုံးဘုံကျဲချတာပဲကျဲတာကတိုက်လေရင်နဲ့ကျဲချသွားတာပေါင်900ဘုံလို့ထင်တာပဲပေါက်ကွဲမှုရောပေါက်ကွဲဆံရောအရန်ကိုပြင်းထန်တယ်လောလောဆယ်3ဦးကတော့ပွဲချင်းပြီးဆုံးတယ်ဒဏ်ရာရတာတွေထဲမှာလည်းဒဏ်ရာပြင်းထန်တဲ့လူတွေပါတယ် နေအိမ်ရှင်းလုံးပြတ်စည်းသွားတယ်လို့နမ်ဘတူမြို့ကဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်။ဒါအပြင်စစ်တပ်ကမန်တုံမြို့မှာရှိတဲ့ရခိုင်စစ်ကောင်စီရဲ့ခလာရ130တိုင်ရင်ပေါ်ကိုလည်းစစ်တပ်ကလေရင်နဲ့ဘုံများကျဲချသွားတယ်လို့သိရပါတယ်။လက်တလောဘုံကျဲချမှုကြောင့်ထိခိုက်ဒေဆုံးမှုတရင်အခြေအနေကိုတော့မသိရသေးကြောင်း TNL သတင်းအမြစ်ကပြောပါတယ်။ ဒီအနယ်လေးရဲ့ထုတ်ပြန်ချက်မှာတော့ဒီကနေ့မနက်9:23မိနစ်အချိန်နမ်မတူနဲ့မန်တုံမြို့မှာစစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဗိုလ်များလာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ဆက်တွဲထိခိုက်ပျက်စီးမှုများကိုတော့ဆက်လက်ပြီးတော့သတင်းထုတ်ပြန်မယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်ခရိုင်ဗရောင်းမြို့နယ်မှာမိခင်ဖြစ်သူနဲ့မိသားစုအပေါ်အမြဲတမ်းမူးယူကရန်ရှာတတ်တဲ့ဖခင်ကိုတားဖြစ်သူကဓာတ်နဲ့ထိုးတတ်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ30ရက်နေ့ည7:00နာရီခန့်က အိုးရှိပင်မျိုးရတနာဘုံရက်ကွက်အင်ဂျင်ကိုးလမ်းမှာဖြစ်ပွားခဲ့တယ်လို့သိရပြီးတော့ဖားခင်ဖြစ်သူကအရက်တောက်ပြီးတော့မူးယူကမိသားစုကိုအင်သာချင်းတူးပြီးတော့ရှာကျွေးနေတဲ့တားဖြစ်သူကိုဆဲဆိုမောင်းချပြီးတော့မင်းရက်ကွက်ထဲမှာအင်သာချင်းတူးပြီးရှာစားနေတာငါရှက်တယ်မင်းကမမြင်ချင်ဘူးထွက်သွားဆိုပြီးတော့ဆဲဆိုခဲ့တာကြောင့်တားဖြစ်သူကစိတ်မထိန်နိုင်မဲနဲ့ဓာတ်နဲ့ထိုးတက်ခဲ့တာလို့သိရပါတယ်ညာကြီးသူတို့မိသားစုမအေးရဲ့တားရဲ့သူတို့ညီမရဲ့၃ယောက်အိမ်ရှိမှထိုင်နေတာ သူ့အဖေဖြစ်တဲ့သူကမူယူပြီးပြန်လာပြီးတော့မင်းကိုမမြင်ညင်ဘူးအိမ်သာချင်းတူတဲ့ကောင်မင်းအစားငါရှက်တယ်ဘာညာဆိုပြီးဆဲတာသားဖြစ်တဲ့သူကကြုံရကြပန်းလှုပ်ပြီးတော့မိသားစုကိုရှာကျွေးနေတာသူ့ကိုအခုလိုပြောတော့သူ့သားကမခံနိုင်ဖြစ်ပြီးတော့ဟင်းလီဓာတ်နဲ့သူ့ကိုထိုးပစ်လိုက်တာလို့ဒေသခံတဦးကပြောပြထားပါဗျ။သားဖြစ်သူတတ်နိုင်ဦးအသက်40နှစ်ဟာဖခင်ဖြစ်သူဦးတန်းစင်65နှစ်ကိုကြက်သွန်လေးတဲ့ဓာတ်နဲ့ထိုးခဲ့တာဖြစ်ပြီးတော့ဖခင်ဖြစ်သူဟာဝဲလက်ဖြန်ပြက်ရှာတန်းရတဲ့ချက်ရင်ညွန့်ထိုးသွမ်းတန်းရတဲ့ချက်ရဘက်1ဘိုက်ဆောင်ပြက်ရှာတန်းရတဲ့ချက် ဦးကောင်းထိပ်ပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိခဲ့တယ်လို့သိရပါဗျ။အိုးရှိပင်စေးုံကနေပြည်စေးုံကိုလွှဲလိုက်တယ်။ပြည်စေးုံမှာအခုညနေပဲဆုံးတယ်။ အဲ့ဒီလူကမူးလိုက်ရင်သူ့မိန်းမသားနဲ့သမီးကိုအမဲပြစ်ရှာနေတာသူ့သားကရှာကျွေးနေတာကိုအမဲရှက်တယ်မင်းတို့အစ်စ်နဲ့ဘာညာအဲ့လိုပြောနေကြအခုသားပြစ်တဲ့သူကကြားတော့မခံနိုင်မဲနဲ့ထထုတ်တာပေါ့အခုလိုကာလာကြီးမှာကျုံရကြမ်းလှုပ်ပြီးတော့ရှာကျွေးနေတာကိုဖေကမူယူပြီးတောင်းကျမ်းတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်လက်တလုံးမှာဗရောင်းမြို့နယ်အုတ်ရှိပင်ရဲစခန်းကသားပြစ်သူတတ်နိုင်ဦးကိုတရားစွဲဆိုဖို့မိခင်ဖြစ်သူကိုတရားလိုအဖြစ်နဲ့တရားစွဲဆိုခိုင်းထားပြီး ပ63မြင်းလောင်2025ရာဇသက်ကြီးပုံမှ3.6နဲ့ပထမအမှုဖွင့်ထားရကနေပြည်မျိုးစေယုံကြီးမှတည်ဆုံသွားတာကြောင့်ရာဇသက်ကြီးပုံမှ300နဲ့ပြောင်းပြီးတော့အမှုဖွင့်လိုက်ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကမ်းမြို့မှာစစ်ပေးဆောင်ပြည်သူများကိုမိသားစုတစုကိုငွေကျပ်6000ထောက်ပံ့ပြီးတော့ရွေးကောက်ပွဲမှာမဖြစ်မနေဆန္ဒမဲပေးကြရန်နဲ့မဲစင်းစစ်ရန်စစ်တပ်ကချင်းချောက်ပြီးတော့ဖိအားပေးလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ28ရက်နေ့ကစတင်ပြီးတော့စက်တဘာလ30ရက်နေ့အထိစစ်ပေးရှောင်ရံအတွက်သခိုင်းမြို့မှာရောက်ရှိနေထိုင်နေကြတဲ့မိသားစုများကိုစစ်တပ်ကရွှေမင်းဝရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ယူခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မိသားစုတစုကိုငွေကျပ်6000ထောက်ပံ့ခြင်းအဖြစ်နဲ့ပေးရမှာဖြစ်တယ်လို့ပြောပါတယ်။အခုလိုပေးရရမှာလာမယ့်ရွေးကောက်ပွဲမှာမဖြစ်မနေဆန္ဒမဲပေးရမှာကိုသိရှိကြောင်းလက်မှတ်ရေးထိုးရပြီးတော့မဲဆင်းများကိုလည်းစစ်ဆေးရန်သဘောတူညီတယ်ဆိုပြီးလက်မှတ်ရေးထိုးရတယ်လို့သိရပါတယ်။ ရွှေမင်းဝင်ရက်ကွာမှာရောက်နေတဲ့စစ်ပီးရှောင်းမိသားစုအချို့ကိုစစ်တပ်ကတအိမ်တောင်ကို6တောင်းပေးတယ်။အဲဆေးစာအုပ်နဲ့ထောက်ပံ့ကြေးထုတ်ရတယ်။အဲ့ဒီမှာမဲပေးရမယ်။မဲဆေးဆေးရမယ်ဆိုတဲ့သိရှိချောင်းလက်မှတ်ရေးထိုးခဲ့ရပါတယ်။ရွေးကောက်ပွဲမှာဆန္ဒမဲပေးဖို့ကိုလည်းသဘောတူပါတယ်ဆိုတာကိုလက်မှတ်ထိုးခိုင်းတယ်လို့စစ်ပီးရှောင်းမိသားစုဝင်တူကပြန်လည်ပြောပြထားပါတယ်။စစ်ပီးရှောင်းမိသားစုများရဲ့ထောက်ပံ့ကြေးထုတ်ယူမှုကိုရက်ကွာအုပ်ချုပ်ရင်းမှုများကနေတစ်ဆင့်ထုတ်ယူရပြီးတော့ငွေကျပ်6000တောင်မှအပြည့်မရဘူးလို့ပြောပါတယ်။ ်အစင်းစရိတ်အဖြစ်နဲ့လူတအုပ်ကိုငွေကျပ်9000ပြန်လဲနှောက်ယူထားတဲ့အတော့လူရည်များတဲ့အိမ်များမှာထောက်ပံ့ခြေ6000ကိုရက်ွက်ရုံးကိုအစင်းချင်းအဖြစ်နဲ့ပြန်လဲပေးသွင်းနေရတယ်လို့သိရပါတယ်စေဘေးရှောင်မိသားစုတွေကိုတအိမ်တောင်ကိုထောက်ပံ့ငွေ6000ပေးပါတယ်မဲထည့်ရမယ်မဲစင်းစစ်ကမယ်ဒါပေမဲ့ရက်ွက်ရုံကအစင်းကြီးဆိုပြီးတော့ဈားတွေကနေတအိမ်တောင်ကို9000ပြန်ကောက်သွားတယ်လူရည်များတဲ့အိမ်ဆိုရင် ထောက်ပံ့ကြီးကို အဲစင်းချင်းအဖြစ်နဲ့ပြန်ပေးလိုက်ရတာပဲအဖတ်တင်တယ်အရိကကမဲပေးရမယ်မဲစင်းစီရမယ်ဆိုတာသဘောတူရတယ်အဲ့ဒါကိုလည်းယာယီမှုတွေကသူ့အပိုင်လိုက်စီးရင်မှထားတယ်ကျွန်တော်တို့ကတော့ယာယီမှုထွန်းထွန်းဝင်အပိုင်မှာနေတာပါဒုက္ခတဲ့စစ်ဆောင်ပြည်သူတွေကိုထောက်ပံ့တယ်ဆိုပြီးတော့မတရားမဲပေးခိုင်းတဲ့လောက်ရမျိုးပါပဲမဲမဲပေးရင်ရွေးကောက်ပွဲနှောက်ဆက်ဖြတ်စည်းသူများဥပဒေနဲ့အရေးယူလို့ရတယ်ဆိုပြီးတော့ချင်းချောင်းနေတယ်လို့စစ်ပေးဆောင်ပြည်သူများကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ